ကြည်လွဲကထားပဲဖြစ်ပါတယ်။ဘေးအခြေအနေမှာဘာတွေဖြစ်လာမလဲဆိုတာကြွတင်ခံမှန်းလို့မရတာကြောင့်ဆောင်းထားတဲ့ကာထာတစ်ခုဖြစ်ပါတယ်။ကာထာကဖရာတရားတန်ခါယရဏမြတ်သုံးပါရဲ့အားကိုယူပြီးဖွဲ့ထားတဲ့ကာထာဖြစ်လို့အစွမ်းကတော့ပြောဖို့လိုမယ်မထင်ဘူး။ယုံကြည်မှုနဲ့ပဲဆိုင်နေ။ယုံကြည်ရင်ရွတ်ပါဆောင်းထားပါ။ကာထာကိုစာရွက်မှာရေးပြီးအုတ်ထုတ်ခမောက်စတဲ့အထဲမှာမျက်မျက်တဲ့အထဲမှာထည့်ထားပါ။ ုံဗုဒ္ဓံဖဲဓမ္မံလွဲတန်ခံရှေခေသအမုံမိဩကာတိတိဋ္ဌာဟိအုံဗုဒ္ဓံဖဲဓမ္မံလွဲတန်ခံရှေခေသအမုံမိဩကာတိတိဋ္ဌာဟိအုံဗုဒ္ဓံဖဲဓမ္မံလွဲတန်ခံရှေခေသအမုံမိဩကာတိတိဋ္ဌာဟိကာထာရဲ့အဓိပ္ပာယ်က ဖရာရဲ့တကိုးတော်ကြောင့်ကြည်မထိပါစေနဲ့တရားရဲ့တကိုးတော်ကြောင့်ကြည်လွဲပါစေတန်ဃာတော်ရဲ့တကိုးတော်ကြောင့်ကြည်များရှောင်ဖယ်သွားပါစေကြည်စားတဲ့လက်နဲ့များအကျွန်ုပ်နဲ့ဝေးသောအရက်မှာတွား၍တည်ရှိနေပါစေ